we care for you program မှာကြိုဆိုပါတယ်ကျွန်တော်ဒီနေ့ we care for you ဖွဲ့သားများဆိုရင်စာကူရာဆင်းယုံမှာရှိတဲ့စီနီကြောက်ကအထူးကုဆရာဝန်ကြီး professor ဦးတန်းရေကိုကျွန်တော်တို့ဖိတ်ခေါ်ထားပါတယ်မင်္ဂလာပါဆရာကြီးကျွန်တော်တို့ဒီနေ့မေးသွားမဲ့မေးခွန်းလေးတွေ ਆ ပေါ့เนาะဆရာဒီကြောက်ကနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့စောင်းရန်ရှောင်းရန်ကြောက်ကဝိဒနာရှင်တွေရဲ့ဒီတည်ကျင်တဲ့မေးခွန်းလေးတွေကိုဆရာကြီးကိုမေးမြန်းသွားမှာဖြစ်ပါတယ်เนาะဒီလူနာမေးထားတာတော့သူကတော့ဒီပေါ့เนาะဒီသူရဲ့ ဒီကြောက်ကက်ထဲမှာတဲ့စီးကြောက်လေးတွေရှိနေတယ်ပေါ့နော်အဲ့စီးကြောက်လေးတွေရှိရတဲ့ပတ်သက်ပြီးတော့သူကတည်ကျင်တာအဲ့စီးကြောက်ကိုခွဲထုတ်ဖို့လိုသလားဒါမှမဟုတ်ရေများများတောက်ရင်တဲ့စီးထဲမှာပါသွားနိုင်ပါသလားတဲ့များသောအားဖြင့်ကျွန်တော်တို့ရဲ့ကြောက်ကက်ထဲကပြွန်လေးတွေရဲ့အရွယ်စားက3.5စင်တီမီတာတကယ်သို့မဟုတ်9မီလီမီတာဆိုတော့ကျွန်တော်ထင်တယ်ကြောက်တန်လုံးသာသာလောက်ရှိတယ်ဒါကြောင့်မလို့ ကြောက်ွက်တရကြောက်တူးလူတွေကတုံညတသမ5စင်တီမီတာတဲ့ကြီးရင်တော့ကြွတင်နေခွဲเสียချီเสียမလို့ပါဘူးရေတော်ရင်းနဲ့သူ့ဘောသူအလိုလျောက်ကြလာနိုင်တာပါပဲတုံညတသမ5စင်တီမီတာတဲ့ပူကြီးသွားရင်တော့ကြဘူးခက်ခဲရင်တော့ဒုက္ခပြီးရင်တော့ကုဝတ်တက်ပါတယ်ဟုတ်ကဲ့ဆရာစီကြိုလူနာတွေထဲမှာတဲ့ဘလို့လူတွေကတဲ့ကြောက်ကက်ထိခိုက်နိုင်ကြီးတဲ့ပူများပါတယ်အဲ့တော့ကျွန်တော်ပူဝင်လင်းပြောရရင်တော့တစ်ကတော့စီကြိုကိုကောင်းကောင်းမထိန်းတဲ့လူတွေ ခုနကြော်ပြောတဲ့ HBA1C လို့ခေါ်တဲ့၃လမှာတစ်ကြိမ်ပဲရှိရတဲ့သွေးနေဥတွေအချို့တက်ကခုနှစ်ရာခိုင်နှုန်းတက်အမြဲများနေကြောက်ကပျက်စီးမှုများပါတယ်ဟုတ်ကဲ့ခုနှစ်ရာခိုင်နှုန်းတက်အောက်မှာပဲရှိနေနိုင်ရင်ကြောက်ကပျက်စီးမှုအားနည်းနိုင်ပါတယ်ဒါကတစ်ခုပေါ့အဲ့တော့အဲ့တော့ကြောက်ကကိုဟိုစီဂျူကိုတိတိချာချာမကူတာဘူးဆိုရတော့ကြောက်ကပျက်စီးမှုများတာပဲဒုတိယတစ်ခုကတော့ကျွန်တော်တို့ဗုဒ္ဓဘာသာတွေပဲကံကံကြီးအကြောင်းကျွန်တော်တို့ကမြင်တာ ကျွန်တော်တို့မှာဗီဇတွေကုသိုလ်ကံတွေပါဗီဇဖြစ်ပါတယ်တော့တချို့ကြောက်ကွက်တွေဟာထိခိုက်လွယ်ပါတယ်လူတွေလိုပေါ့လူတိုင်းအသက်ကအမြင်မရှိဘူးတချို့တွေငငယ်ရွယ်နဲ့ဆုံးပါသွားတို့လည်းအသက်တွေကြာကြီးရှိအားလုံးဟာကျွန်တော်တို့မသိလို့ပါဂျင်းစီပါပဲကျွန်တော်တို့ခန္ဓာကိုယ်ရဲ့စောက်တည်မှုတွေမတူဘူးအဲ့တော့အဲ့ဒီပုံမှာလည်းကျွန်တော်နေနေတော့မူတည်မယ်ထင်ပါတယ်တဲ့ကြောက်ကွက်ဒီထိခိုက်ပျက်စီးတဲ့လူတွေမှာရောယောက်ျားနဲ့မိန်းမကွာခြားမှုရှိပါရှိပါရောယောက်ျားနဲ့မိန်းမတော့ ဟိုများသောဖြင့်တော့အခုတော့ယောက်ျားလေးကမိန်းကလေးများတော့အဖြစ်ကလည်းကြားများတာပဲအမြဲတမ်းဒါပေမဲ့ဖြစ်လို့ရှိရင်ယောက်ျားလေးရဲ့မိန်းကလေးကဘယ်သူကပို့ဆိုးတယ်လဲဒီလိုတော့မဟုတ်ပါဘူးခင်နှစ်ယောက်သလုံးကတော့တူညီမျှစွာပဲဒီစီယိုယောဂရဲ့လက္ခဏာတွေကတူညီစွာရှိတာပါသို့တော်လည်းပဲလူကြီးရဲ့ယောက်ျားလေးကများတော့ဘယ်ရမှာယောက်ျားလေးကတော့နည်းနည်းပို့ပြီးတော့စီယိုပို့ဖြစ်တယ်သူကတော့အစားတောက်ကမဆင်ကျင်ဘူးမိန်းကလေးလောက်ဆိုတော့လည်းဖြစ်တတ်ပါတယ်ဟုတ်ကဲ့ဆရာ ဒီနောက်တစ်ခုကကျတော့အသက်အပိုင်းခြားနေပေါ့ဆရာအဲ့လိုမျိုးထိခိုက်တာတွေပါတယ်ပေါ့တတ်မှတ်တာရှိအသက်အပိုင်းကြာကတော့နှစ်မျိုးစီရောမှာနှစ်မျိုးတစ်ခုကတော့ကျွန်တော်တို့က juvenile မွေးရရကိုယ်က insulin ပါမလာဘူးကလေးတွေမှာဖြစ်တာဟုတ်တယ်အများဆုံးဖြစ်တာကတော့ကျွန်တော်တို့ခေါ်တဲ့ခုနပြောတဲ့ maturity onset အသက်ကြီးလာမှဖြစ်တာပေါ့ဆိုတော့များသောဖြစ်တော့ကျွန်တော်တို့က45ဒါနေပြီးတော့ဘုရားက60ပတ်ဝန်းကျင်လူတွေကပိုထိခိုက်တတ်ပါတယ်ဟုတ်ကဲ့